မင်္ဂလာပါရှင်တင်းတင်းသားရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ26ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တင်းတင်းသားရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တင်းတင်းလာနေကနေတောက်ကြနေသည့်ပုံမှန်တင်ဆက်သွားပါမယ်ရှင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ဘေးရှောင်နေတဲ့မောတောင်မြို့ကန်စစ်ဘေးရှောင်1800ကျော်ကိုထိုင်းအနာပိုင်းတွေကနေရပြန်ခိုင်းနေတယ်လို့ဆိုပါတယ် မောတောင်မြို့သိမ်းတိုက်ပွဲတွေကြောင့်စစ်ပေးရှောင်နေရတဲ့သူတွေကိုနိုဝင်ဘာလ24ရက်နေ့ကနေစလို့ထိုင်းအန္တပိုင်းတွေကနေဆက်မြင်းအနီးကနေပြန်ခိုင်းနေတာပါစစ်ပေးရှောင်တွေဟာယာယီတဲဆောက်ဖို့အတွက်တစ်ခုတ်တာအမိုက်တွေကိုစနစ်တကျမစွန့်ပစ်တာစတဲ့အချက်တွေကိုအကြောင်းပြပြီးထိုင်းဘက်ကလက်မခံတာလို့သိရပါတယ်စစ်ပေးရှောင်တွေကတော့နေရက်ပြန်တဲ့အချိန်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုစိုးရိမ်နေကြပါတယ် တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်မင်းတက်ကျေးရွာကပြည်သူတွေရဲ့နေအိမ်60ကျော်ကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU ဗိတ်တော်ဝဲခရိုင်ကသတင်းထုတ်ပြန်ပါတယ်။တရက်ချောင်းမြို့နယ်ကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ23ရက်ကစစ်ကြောင်းထိုးလာပြီးတိုက်ပွဲနဲ့မသက်ဆိုင်တဲ့မင်းတက်ရွာကပြည်သူလူထုနေအိမ်တွေကိုမီးရှို့ခဲ့တာလို့အသိပေးပါတယ်။စစ်ကောင်စီတပ်ဟာအော်တိုဘာလကုန်ပိုင်းကလည်းတရက်ချောင်းနယ်မြေလာဘရွာကပြည်သူလူထုနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ တနင်္သာရီတိုင်းရေဖြူမြို့နယ်ရာဖူးကျေးရွာမှာတိုက်ပွဲပြန်ဖြစ်တာကြောင့်ဒေသခံတချို့တင်းရှောင်နေရတယ်လို့သိရပါဗျ။နိုဝင်ဘာလ24ရက်မနက်7:00နာရီလောက်မှာရာဖူးကျေးရွာတွေကိုအင်အား60ပါအာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလာတာကြောင့်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တော်လှန်ရေးပူးပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲဖြစ်ပွားချိန်အတွင်းလက်နက်ကြီးပစ်ခတ်မှုပါရှိနေတာကြောင့်ရာဖူးကျေးရွာအပါအဝင် အနီးအနားပြည်ရွာကပြည်သူတို့ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့သိရပါဗျ။မန္တလေးတိုင်းမိုးကုံမြို့မှာစစ်သားတို့အယက်ဝင်းနဲ့စိတ်ဝင်လာနေပြီးနိုဝင်ဘာလ29ရက်နေ့မှာ အာနာသိန်းစစ်တပ်စတင်ဝင်ရောက်မယ်လို့ TNL တပ်ကအသိပေးထားတယ်လို့သိရပါတယ်။စစ်တပ်ဝင်ရောက်လာချိန်မှာကြီးမဖောက်ဖို့တော်လန်ရေးတပ်တွေကို TNL ကအသိပေးပြောကြားထားပြီးမျိုးရွေးမျိုးပြင်မှာ TNL တပ်ဖွဲ့ဝင်တွေတပ်ဖြန့်ထားတာတပတ်ခန့်ရှိပြီလို့သတင်းဌာနတို့မှဖော်ပြပါတယ်။ လာမယ့်နိုဝင်ဘာလ29ရက်မှာတော့စစ်တပ်ကမြို့ရဲကိုအတီတကျဝင်ရောက်မှာဖြစ်ပြီးနောင်ချိုမြို့နယ်နဲ့ကြောင်မဲမြို့နယ်လမ်းဘက်တွေကဝင်ရောက်လာမှာဖြစ်တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံတောင်ပိုင်းဟတ်ရိုင်မြို့မှာရေကြီးနေတာကြောင့်အကူအညီလိုအပ်နေတယ်လို့သိရပါဗျ။ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အမှုဆောင်ဒါရိုက်တာဦးထုချက်ကလည်းထိုင်းနိုင်ငံတောင်ပိုင်းဟဲ့ရံမျိုးရေးပေးမှာခက်ခဲနေကြတဲ့ရွှေပြောင်းလုံသမားတွေအကူအညီလိုအပ်နေလို့ဝိုင်းဝန်းကူညီကြဖို့မြစ်တာရက်ခံထားပါဗျ။ အခုလက်ရှိထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်10ခုရေကြီးနေပြီးလူဦးရေနှစ်သန်းနီးပါးထိခိုက်နေတယ်လို့သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ရှော့ချရေးဌာန DTPM ကအခုလ24ရက်ကသတင်းထုတ်ပြန်ထားပါတယ်ဒီမိုကရေစီအကျိုးပြုကရင်တမရော DKPA ထိန်းချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြရီမြို့တောင်ဘက်မင်းလက်ပံကျေးရွာမှာရှိတဲ့ကြဖြန့်လုပ်ငန်းတစ်ခုကိုကရင်အမျိုးသားအစည်းအရုံး KNU ကဝင်ရောက်စီးနင်းပြီးတဲ့နောက်တင်းစီရမိတဲ့အချက်လက်တွေကို ပူးပေါင်းဆောင်ရွက်နေတဲ့အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့တွေစီလွှဲပေးမယ်လို့ KNU ကပြောလိုက်ပါတယ်။ကြားဖြန့်နှိမ်နှင်းရေးအတွက် KNU ကဆက်လက်ဆောင်ရွက်မှာဖြစ်ပြီးထိုင်းအစိုးရနဲ့လည်းနိနိကကဆက်လုပ်နေတယ်လို့ဖော်ပြပါတယ်။နိုဝင်ဘာလ23ရက်ကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်ထားတဲ့မင်းလက်ပံရွာကကြားဖြန့်လုပ်ငန်းကို KNU ကဝင်ရောက်စီးနှင်းခဲ့ပြီးတဲ့နောက်ဒီလုပ်ငန်းဟာ DKBA ထိပ်ပိုင်းခေါင်းဆောင်၄ဦးတည်းကတအူးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဆိုင်းကျော်လာနဲ့ဆက်ဆက်နေတယ်လို့ဆိုပါရယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။